ငါငယ်ဘဝကိုဒီနေရာလေးမှာမြေမြုပ်ဆိုင်ပြူခဲ့တယ်။ကြောင်ကလေးရဲ့ဘေးပချာလေးမှာငါအေးတန်တွေရှိအောင်မလား။စာတင်ကန်းနဲ့မဆန့်တဲ့မိုးတိမ်တွေကစာတင်ချောင်းနဲ့မဆိုင်တဲ့နေရာမှာရွာနေရတယ်။ငါပြန်ရောက်တော့ငါချီယာနဲ့ဖုံးနာမှုတွေဘော်လုံးကွင်းနဲ့ရောင်စုံပန်းတွေကပြိုင်ဆိုင်ပွင့်လို့ငါငငယ်တုန်းကမြက်ရိုင်းတွေကကျောင်းမျက်နှာစာကိုဖျောက်ပြစ်ပြီးသူတို့ကိုသူတို့မြင့်လက်စရာဆိုပြီး ွားဝါနေကြပြီ။ငါကြော်ခွတ်တက်နေနေကြကုတ်ကူပင်ကအခုငါ့ကိုအုံမိုးထားပြီးမင်းပြန်ရောက်လာပြန်ပြီလားကောင်လေးတဲ့။ရေပြားပြီပါပဲ။ပြန်တွေးကြည့်တော့ဒီနေရာမှာအချစ်ဦးနဲ့ဒီနေရာမှာအိမ်မက်ယူနဲ့ဒီနေရာမှာလေးပွေစဖြစ်မှန်းမသိဖြစ်ခဲ့။ဒီနေရာကလွင့်လာခဲ့ပြီးဒီနေရာကိုပြန်ရောက်လာခဲ့တယ်။ဒါပေမဲ့ចောင်းကလေးရဲ့နေရာမှာចောင်းကလေးရဲ့အမှုသက်တွေမတွေ့ရတော့ဘူး။ စာအန်စာကြက်တန်တွေမကြားရတော့ဘူး။နှင်းစီပန်းတွေဝေနေတဲ့၈နာရီခေါင်းလောင်းတန်လည်းမကြားရတော့ဘူး။ဒါဟာဒေါ်လာတောင်လာဇီယက်အိုတခုလား။ငါမြုပ်နှံထားတဲ့ငယ်ဘဝနဲ့ငါပြန်ငင်းနေတဲ့စောက်ဘူးကလွဲရင်ကြောင်းကလေးဟာကြောင်းနဲ့နည်းနည်းမှမတူတော့ဘူး။ဟေးဒီနေရာမှာကလေးတွေပဲရောက်ကုန်ပြီလေ။ဟေးတယောက်ယောက်ရှိသလား။တယောက်ယောက်တည်သလား။အားလုံးရောတည်ကြသလား။ ငါပြန်ရောက်တော့စာတင်ကြောင်းဟာစာမတင်ရတော့ဘူးယိုနီစက်တင်ဘာ23 2024